ဟုတ်ပါအနိုင်ရရှိတာတော့ပြောပါရပေါ့ကျွန်တော်တို့ကိုအိမ်ဝင်းဒီကိုပြိသက်တွေရှိမှအနိုင်အနိုင်ရတော့ပြောပါရပေါ့နော်ဟိုဒီနေ့ပေါ်မှာတဲ့ကြာလာပေးလာအားပေးတဲ့ပြိသက်တွေလည်းကျေးဇူးများကြီးတင်လဲပြီးတော့အသိနိုင်ပွဲရရှိအောင်လို့အဖက်ဘက်ကနေပြီးတော့မှဟိုပန်းမိုးပေးတဲ့လူကြီးတွေဒီအသိန်းကစားအသိန်းမော်ကစားသမားတွေကလည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ဒီပွဲမှာတော့ဒီလေးနေတဲ့ပွဲစတွေကပေါ့နော်ဒီပုံမှန်ကစားနေကြအောင်ပုံမှန်မျိုးပဲနဲ့ပွဲတွေရောဒီတိုင်းပိုင်းရောစဉ်းစားပြီးတော့ဘယ်လုံးလိုက်တဲ့ပြီးတော့ကစားနေတဲ့ပုံစံ အာဟုတ်ကဲ့ကျွန်တော်ကအခုဒီရောနော်ဟိုဒါကတော့ကျွန်တော် position မဟုတ်ဘူးဆိုမဲ့ကျွန်တော်အခုနောက်ပိုင်းကျွန်တော်ရဲ့ club တင်ပါဆိုရယ်ကျွန်တော်အဲ့လိုပဲဟိုမက်ဖီကို back to back ကစားဖြစ်လေအာဒီမှာ၆ပွဲလောက်တော့ရှိပြီကစားပြအဲ့တော့ကျွန်တော်တော့အရင်ကြီးတော့မခက်ခဲနေတော့ဘူးပိုအသားကျသွားပြီပေါ့နော်ကစားရတယ်ဟုတ်ကဲ့ဒီလိုမျိုးဒီပုံစံပြောင်းပြီးတော့ကစားရတဲ့ဒီလိုမျိုးတွေဒီလိုပွဲမှာတော့ဒါလည်းနည်းနည်း တင်းပေါ်အတွက်လည်းဒါဖန်ပြီးတွေ့တွေ့ကြားတဲ့အော်ဗာများပြောတယ်အာခုနကပြောတော့တော့ဒီလိုမျိုးကိုးရတယ်ကိုးရတယ်ဆိုတော့ကျွန်တော်အတင်းနိုင်ရလို့ပို့ပြီးတော့ပြောပါတော့ကျွန်တော်တော့ကတော့ကိုးသွင်းမှာမဟုတ်ဘူးကျွန်တော်အတင်းနိုင်ရတော့ကျွန်တော်ဂျင်းနေပါတော့အိမ်ဝင်းမှာဆိုကြီးဦးဆောင်ကိုခင်းလိုက်ရတယ်ပေါ့နော်အာခုနကပြောတော့ကျွန်တော်တို့ဟိုလိုပြောမယ်လုံမျိုးအရင်ကလည်းဆိုလဲကျွန်တော်အတင်းကိုးပြရဆိုရင်ကိုးတွေကဟိုတကူပေးကနောက်တကူနောက်ကိုဆက်ပြရအရင်မြင်တယ်ဒါပေမဲ့ဟိုကကျွန်တော်တို့ ဒီကစားသမားရဲ့အကောင်လုံးကလည်းဒီ the fan တွေပါရလေအတူတကွာပြန်လောက်တယ်အတူတူပြန်ကစားမယ်သူတို့ပြန်တိုက်မယ်ဆိုတော့ကျွန်တော်ပွဲမစခင်တည်းကသူတို့အနိုင်ရအောင်ကစားမယ်ဆိုပြီးယုံကြည်မှုနဲ့ကစားခဲ့ကြပါဟုတ်အာကောင်းပါရဲ့ကလေးတွေအကုန်လုံးလည်းစူးစမ်းကြရပါတော့အဲကျွန်တော်အမြင်ပြောပြရရင်တော့အခုဆိုရင်နောက်တက်လာမယ်ခင်ဗျာ အဲမင်းမဟုတ်ဘူးလေဆိုရင်ဒါတော်တော်လေးကစားတယ်ဒီနေ့ပွဲသူဝင်ကစားတယ်ဝင်လာရှင်မှာပဲသူသူ့ရဲ့လူကောင်းနဲ့မလိုက်ဘူးသူတစ်ဖက်သင်ကစားမှာမရှိဘူးဒါသူ့ရဲ့ပထမဆုံးလည်းရှင်ပွဲပေါ့နော်မရှိဘူးသူကစားအဲ့တော့ကျွန်တော်ဒီနေ့ကနေပြီးတော့သူ့ကိုအများကြီးချီးကျူးပါတော့သူ့အတွက်လည်းကောင်းယူပါတယ်ဗောဟုတ်ဒါလက်ရှိဒီဘလူးကားနေပြီးတော့ဒီ နောက်တစ်ဆင့်တက်ဖို့အတွက်ဒီလိုအသေးအနေနဲ့ဘယ်လောက်ထိဝင်ကြည့်ချက်တွေရှိတာအာမခုမှအုပ်စုတပွဲဆက်ကြတာဆိုတော့လေဟိုလိုပြောမယ်ကျွန်တော်နောက်ပိုင်းပွဲလေဟိုအကုန်လုံးကလေဟိုအတင်းကခတ်တဲ့အတင်းတွေလည်းရှိရပါတော့အဲ့တော့ကျွန်တော်တို့ဟိုအုပ်စုတက်အောင်ဘယ်လိုမျိုးအကောင်းဆုံးပြင်ဆင်ကြသမလဲဆိုတော့ကျွန်တော်နောက်ပွဲမှာလည်းဘယ်လိုပုံစံနဲ့ပွဲချင်းကပ်ပြီးကြသမလဲဆိုတော့နီးပြရဲ့နီးပြဟာပိုင်းနဲ့ဆိုင်တာပေါ့နော်ဟုတ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါမြတ်ဟုတ်